ရွေးကောက်ပွဲပြီးပေါ်ပေါက်လာမယ်လို့တော့မှာကိုယ်တိုင်လောင်းနေတဲ့အတွင်းနဲ့ဘယ်လိုကိစ္စရပ်တွေကိုပထမဆုံးဦးစားပေးအနေနဲ့ဆောင်ရွက်တင်တယ်လဲဆိုရဲပေါ့နိုင်ငံရေးပါတီတွေနဲ့နိုင်ငံရေးလှိလာတုံးသက်သူတွေကြားတုံးသက်မှုတွေရှိနေကြပါတယ်ရွေးကောက်ပွဲလုံးတက်လာမယ်အဆိုရကလူမှုဘဝပြန်လည်ထူထောင်ရမှာနိုင်ငံရေးတည်ငြိမ်မှုရှိဖို့လိုအပ်တဲ့အတွက်နိုင်ငံငြိမ်းချမ်းရေးကိစ္စရပ်တွေကိုဦးစားပေးလှုပ်ဆောင်သွားတင်တယ်လို့အမျိုးသားညီညွတ်ရေးအဆိုရအတွင်းတံတားမျိုးဖွဲ့စည်းပါကနိုင်ငံရေးနဲ့စိတ်ရဲ့အကျသေးတွေကိုဖြည့်ရှင်းနိုင်မယ်လို့နိုင်ငံရေးပါတီတွေနဲ့နိုင်ငံရေးလှိလာသူတွေကထောက်ပြကြပါတယ် ရွေးကောက်ပွဲလုံပေါ်ပေါက်လာမဲ့အစိုးရတရက်အနေနဲ့အဓိကအားဖြင့်ကုံစင်းတို့တည်ငြိမ်ကြစေမှုပြည်သူတွေအလောက်ကန်အခွင့်အလမ်းရရှိရေးဆန်ရှင်ရုပ်သိမ်းမှုအတွက်စ조사တင်ကြောင်းပြည်သူလူထုတွေလျှက်စင်ပြီးပုံမှန်ရရှိရေးတို့ကိုဦးစားပေးဆောင်ရွက်တင်တယ်လို့ရှမ်းနှစ်တိုင်းတာများဒီမိုကရက်တစ်ပါတီမှဥက္ကဋ္ဌဆိုင်းအိုင်ပေါင်းက CNN သတင်းဌာနကိုပြောပါရတယ်။ပြည်သူစီမံကိန်းရဲ့အဓိကအရေးကြီးဆုံးကကုံစင်းတို့တည်ငြိမ်ကြစေရမယ်နော်အဟိုဟာပေါ့နော်အလောက်ကန်တွေမများအလောက်ကန်တွေရရှိလို့ရမယ်နော်ဒီဒီ ဟိုဘောနိုင်ငံတကာနဲ့ပေါ်လာပြီဆိုရှင်ဒီဒီဆန်ရှင်လဲဇုခေအောင်နော်ဆန်ရှင်ဒီဘလုံးနေအောင်အဲ့ဒါစုံစမ်းပေးရမယ်ဆန်ရှင်ရုပ်သိမ်းရတယ်ဆိုလို့ရှင်အလိုလိုနေနေနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလာတော့မယ်လေလာရင်တအလုပ်ကန်ခွန်လန်းနေလဲရမယ်ပုံစံမျိုးတွေလဲဟိုအခက်အလျောက်တော့ကြီးငင်သွားမယ်အလုပ်ကန်ခွန်လန်းနေလဲရမယ်ဟိုကြက်ငွေလဲတန်ဖို့တက်လာမယ်လို့ပြင်ကြည့်တယ်လေ အဲ့ဒါအားချင်းတော့ကြက်ပြလေးပဲဆိုဆိုပေမဲ့ဒီလက်ရှိကိုနော်စက်မှုစုံတွေမှာလက်ရှိရအောင်ညီမြန်လုပ်ပြရမယ်ဒီလူလူလူလည်းလက်ရှိမရအောင်လုပ်ပြရမယ်နော်အဲ့ဒါကြအရေးကြီးတယ်အခုကအရန်ကုန်ရင်းတော့နေအရန်သိနေနေလေဒီလူလူကတောင်းနေရအဆက်ဆက်တွေ့တယ်အထူးသဖြင့်အခြေခံလူတန်းစားတွေမှာအရန်ဆက်ဆက်တွေ့တယ်အဲ့ဒါကိုဦးစားပေးလို့ရမယ်ဆက်လာတယ်အစိုးရက လက်ရှိမြန်မာနိုင်ငံမှာပြည်သူလူထုတွေအ धिक အားဖြင့်အခြေခံလူမ်းစားတွေအခက်ကြုံတွေ့နေရတဲ့ကုန်စည်နှုန်းအဆမတန်ကြီးမြင့်မှုကိုဦးစားပေးဆောင်ရွက်လို့ကြောင်းအဲ့ဒီကိစ္စရပ်တွေကအချိန်တိုသွင်းဖြစ်ရှင်းနိုင်တဲ့ကိစ္စရပ်တွေဖြစ်ပြီးပြည်သူနဲ့တိုင်းရိုက်တိုက်ဆိုင်တဲ့အတွက်ဦးစားဖြစ်ရှင်းသင့်တယ်လို့နိုင်ငံရေးလေ့လာသုံးသပ်သူဦးထန်အောင်ကျော်ကစီရင်စင်းဌာနကိုပြောပါတယ်မဖြစ်တဲ့မဖြစ်ခိုက်ပဲဖြစ်နေတဲ့ကုန်စည်နှုန်းကြီးမြင့်မှုအဲ့ဒီဟာကအခု အခုတင်ကြလိုက်အခုဖြေရှင်းလိုက်အခုပြီးသွားမှတိကျတယ် 这金比较么，给按的，当的这那种天价比那么就怎么喽？就这个呢，怎么讲道的话？呃，把一新的嘛，不同问哎，哎，你来啊。哎，这个么，就老百姓啊， အခုလက်ရှိသိနေတော့တဲ့ဟာတွေဆိုလို့ရှိရင်ဒါဒီဂရီတော့ခံစားနေရတဲ့ကိစ္စတွေသိတွေသိပါသေးတယ်ကစိုက်တဲ့အားမျိုးတော့မဟုတ်ဘူးနဲ့မတရားကြီးနေနေလို့ဒီလိုရှိတယ်ဒါရိုက်စတန်တန်တူကြတာကဒါတိုင်းကြီးလူတွေရဲ့စမိုင်းနဲ့လည်းဒါရိုက်ဒါရိုက်ပတ်တိုင်းရဲ့ဟာတွေဖြစ်တဲ့ကတော့လို့ဒါမျိုးအကျဉ်းဆုံးဖြစ်စစ်တင်တာကပြည်လူလူကရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ကြမဲ့နိုင်ငံကြီးပါတီတွေနဲ့ကိုယ်စားလှယ်လောင်းတွေကို ေချာစစ်ဆေးရွေးချယ်ဖို့လိုအပ်ကြောင်းပြည်သူအချို့နိုင်ငံအချို့ကိုတကယ်လှောက်ဆောင်မဲ့အကိုစရယ်လောင်းနဲ့နိုင်ငံကြီးပါတီတွေကိုရွေးချယ်ဖို့လိုအပ်တယ်လို့နိုင်ငံကြီးလေးလာစောက်ကြည့်သူတွေကအကြံပြုကြပါဗျ။မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်း1ကို၎င်း2026ခုနှစ်ဇန်နဝါရီ17ရက်မှာတော့ရွေးကောက်ပွဲအပိုင်း2ကို၎င်းဇန်နဝါရီနောက်ဆုံးပတ်မှာရွေးကောက်ပွဲအပိုင်း3ကို၎င်းအတီးတီးကျင်းပသွားမှာဖြစ်ပါတယ်။အဲဒီနောက်အစိုးရတင့်တဲ့လွှတ်တော်ပေါ်ပေါက်လာမှာဖြစ်ပါတယ်။